စင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်ကမကြသေးမီရပဲတရုတ်နိုင်ငံကိုဥတီပြောကြားတဲ့လူသိရှင်ကြားခြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။သူကတရုတ်ကိုဂျပန်အပေါ်ထားတဲ့အမုန်းတရားတွေကိုစွန့်လွတ်ဖို့တိုက်တွန်းခဲ့တာပေါ့။ဂျပန်နိုင်ငံကအရှေ့တောင်အာရှရဲ့ယုံကြည်ရဆုံးအင်အားကြီးနိုင်ငံဖြစ်ပြီးတော့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာဂျပန်ကပုံမကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်လာတဲ့ဆိုတာကိုထောက်ခံပါတယ်လို့သူကပြောကြားခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့တုန်းကဂျပန်ဝန်ကြီးချုပ်ဆာနဲတာကာအီချီကပါလီမန်အခြေတင်ဆွေးနွေးပွဲတစ်ခုမှာထိုင်ဝမ်အရေးကဂျပန်နိုင်ငံအတွက်သိရေးရှင်ရေးတမျှအရေးကြီးတဲ့အချက်အသေးဖြစ်လာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီပြောဆိုချက်ကတရုတ်ရဲ့ပြင်းထန်တဲ့ဒေါသကိုစွာပေးလိုက်တယ်လို့ဖြစ်ခဲ့ပြီးတော့ တရုတ်ကအခွင့်ကောင်းယူကနီလမျိုးစုံနဲ့ဖိအားပေးမှုတွေထုံးမြင့်လာခဲ့လို့အခြေအနေတွေပုံမပူပြင်းလာခဲ့ရတာဖြစ်ပါတယ်။ဝင်ကြီးချုပ်အောင်ရဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့တရုတ်နဲ့ဂျပန်ကြားကစကားဆက်ပွဲရာအလဲပြောင်းတဲ့တစ်ခုစီကိုဥတီသွားခဲ့ပါတယ်။ လိုလက်တဲ့ဝေဖန်ရေးစရာထိုင်ရှန်ကွိုင်းကတော့ဝင်စည်းချုပ်ဝောင်ကရုတ်တရက်ဆိုသလိုပုံမပြတ်သားလာတယ်လို့မှတ်ချက်ပြုပါတယ်။ဒါဟာစင်ကာပူကလီရှန်လုံးမိသားစုရဲ့နိုင်ငံရေးရည်တည်ချက်နဲ့အမှန်တကယ်သဘောထားကိုထင်ဟနေတာဖြစ်နိုင်ပါတယ်။ဒီပါရောက်အွန်လိုင်းသုံးစွဲသူတွေကလည်းဂျပန်အပေါ်အမုန်းတရားဆိုတာပါလေ။ဒါဟာအပြစ်လွဲချဖို့နဲ့အစိုးရအာဏာခိုင်မြဲစေဖို့တုံးတဲ့ကိရိယာတသက်ပါပဲလို့ဆွေးနွေးနေကြပါတယ်။ ဝင်စည်းချုပ်အောင်လဲဒီအချက်ကိုသိပါတယ်စင်ကာပူနိုင်ငံဟာနိုင်ငံတကာနိုင်ငံရေးအပြောင်းလဲတွေကိုအလွန်အကဲခက်ကောင်းတဲ့နိုင်ငံမှာတရုတ်ဟာအလိုလိုက်အကြိုက်ဆောင်ခံရဖို့မထိုက်တန်တော့ဘူးလို့သူတို့ခံစားမိပုံရှားပါတယ်ဝောင်ရဲ့မက်ချက်တွေဟာတရုတ်မှာမကျေနပ်မှုတွေဖြစ်ပေါ်စေခဲ့ပြီးတော့နိုင်ငံပိုင်မီဒီယာတွေကိုအသုံးပြုပြီးသူ့ကိုတိုက်ခိုက်ခဲ့ကြပါတယ်အမျိုးသားရေးဝါဒီအွန်လိုင်းတပ်သားတွေကစင်ကာပူကိုတိုက်ရိုက်တိုက်ခိုက်နေတဲ့ချိန်မှာပဲ ဂျပန်ဝန်ကြီးချုပ်ထာကာအီချီကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ပြီးတော့သူမတည်ဆုံးပါစေလို့တောင်းမှတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်စင်ကာပူကတရုတ်နဲ့အဆက်အသွယ်ဖြတ်ချင်နေတယ်ဘက်လိုက်နေတယ်သူများကိစ္စဝင်ပြီးတော့ဆွနေရလို့ဆွဆွဲချပြီးတော့ဗဇက်ပိတ်ထားဖို့တောင်းပြောဆိုခဲ့ကြပါတယ်အခုအခါစင်ကာပူကတောင်တရုတ်ပင်လယ်အရေးကိစ္စတွေမှာ လက်ညှိုးထိုးဝေဖန်လာတယ်လို့တရုတ်အမေရိကန်စစ်ပွဲဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ချိုတင်ဆွေးနွေးမှုတွေတောင်လှုပ်ဆောင်လာပါပြီ။ပုံမှန်လင်းလင်းပြောရရင်မလကာရေလက်ကြားပြီးမှသာတရှိမနေရင် စင်ကာပူကိုဘယ်သူမှဂယူဆိုင်မှာမဟုတ်ပါဘူး။မကြသေးမီယာဂျပန်ဝင်ကြီးချုပ်တာကာအီချီကထိုင်ဝမ်အကြောင်းပြင်းထန်တဲ့မတ်ချက်တွေပေးခဲ့ပြီးတော့ တရုတ်ရဲ့တုံ့ပြန်မှုကလည်းပြင်းထန်ကတံပြန်အရေးယူမှုတွေဓာတ်ရိုက်ထိုးမြင့်လာခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာစင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်ကရှေ့ထွက်လာပြီးတော့ဒင်းမာမှုတွေကိုရှော့ချကြတယ်လို့ပြောပေမဲ့ သူ့စကားတွေကိုသူ့သဘောရမှန်ကို ဖော်ပြနေပါတယ်။အင်တာဗျူးတစ်ခုမှာသူကတောက်ယူကျွန်းကိုဂျပန်နာမည်ဆန်ကာကူကျွန်းလို့တိုက်ရိုက်ခေါ်ဆိုခဲ့ပြီးတော့တမိုင်းဝင်ပြဿနာတွေကိုဘေးဖယ်ထားတဲ့လို့ပြောခဲ့ပါတယ်။ရှင်းနေတာကတော့ဒါဟာငင်းချင်းကြီးကိုအားပေးတာမဟုတ်ပဲဗန်လိုက်တာဖြစ်နေတာပါပဲ။စင်ကာပူကဘာတွေပြောနေရလဲ။စကားမပြောခင်မှန်နေပြန်ကြည့်ပြီးတော့ကိုလေးချိန်ကိုစစ်ဆေးတင်ပါတယ်။ဒေရိုးပြောရရင်စင်ကာပူနေနဲ့ကိုကူကိုလေးစားမှုရှိတင်ပါတယ်။ ကြာသေးမီကထိုင်ဝမ်ရဲ့အပြာရောင်နိုင်ငံရေးအုပ်စု Blue Camp တရုတ်နဲ့ယင်းနေတဲ့အုပ်စုကပညာရှင်တွေတောင်ပါဝင်လာပြီးတော့မီးလောင်ရလေးပင့်တယ်လို့စင်ကာပူကိုဝေဖန်ဖို့အခွင့်အရေးယူခဲ့ကြပါတယ်။စင်ကာပူဘလော့ဂါတယောက်ကတော့စင်ကာပူကိုဇင်းမြင့်မိနေတယ်ဂျပန်နဲ့အမေရိကန်ကိုဖားနေရလို့ဝေဖန်တာအချက်လက်လွဲချော့နေရလို့ပြောပါတယ်။ ကျွန်တော်တို့စင်ကာပူကဂျပန်ကိုထောက်ခံနေတာမဟုတ်ပါဘူး။လက်ရှိတရုတ်ကွန်မြူနစ်အစိုးရကိုမယုံကြည်တာတသက်သက်ပါပဲ။ကျွန်တော်ထိုင်ဝမ်လူမျိုးတွေ၊ဟောင်ကောင်လူမျိုးတွေ၊တရုတ်ပြည်မှကြီးရလူတွေနဲ့တောင်ဆယ်စုနှစ်ပေါင်းများစွာအတူနေထိုင်ခဲ့ပါတယ်။စင်ကာပူ၊ထိုင်ဝမ်၊ဟောင်ကောင်နဲ့ ဒီပါရောက်တရုတ်အတိုင်းဝိုင်းနေအားလုံးမှာသူကြီးရဲ့ခံစားချက်ရှိနေတယ်ဆိုတာကျွန်တော်နားလည်ပါတယ်ကျွန်တော်တို့တရုတ်နိုင်ငံကိုမုန်းတာမဟုတ်ပါဘူးလက်ရှိအုပ်ချုပ်သူတွေကိုမယုံကြည်တာပါဒီနေ့တရုတ်နိုင်ငံကနှစ်ပေါင်း9000တက်တန်းရှိရဲ့အရင်ကြီးမှုမဟုတ်တော့ပါဘူးကွန်မြူနတီပါတီထိန်းချုပ်ထားတဲ့တရုတ်နိုင်ငံဖြစ်နေပါပြီဒီနှစ်ခုကြားမှာကြီးမားတဲ့ကွာခြားချက်ရှိပါတယ်တကူအရင်ကြီးမှုဖြစ်ပြီးတော့နောက်တစ်ခုကတော့အရင်ဆန်တဲ့ဂုံတိတ်ခါမဲတဲ့အာနာရှင်ဆန်တယ်လို့သူကဆိုပါတယ် အဲဒီဘလော့ဂါကဆက်လက်ပြီးတော့စင်ကာပူဟာဘယ်တော့မှဗတ်မရွေးခဲ့ဘူးလို့ပြောပါတယ်။တရားဥပဒေစိုးမိုးရေးနဲ့ဂျာနေဝါရကိုဂိုင်ဆွဲထားပါတယ်။လော်ရစ်ဝေါင်ကစံသတ်မှတ်ထားတဲ့တန်တမန်ဘာသာစကားကိုသုံးခဲ့ပေမဲ့တရုတ်ပြည်မှာကြီးရအွန်လိုင်းသုံးဆွဲသူတွေကတော့ဂျပန်လိုလာပြီးတရုတ်ဆန့်ကျင်တယ်လို့အထိပယ်ကောက်ယူလွဲခဲ့ကြပါတယ်။ဘလော့ဂါကထပ်လောင်းပြီးတော့ ကျွန်တော်တို့ကိုနာကျင်မှုကိုမခံစားပဲဘေးရရကြည့်နေရလို့ဝေဖန်သူတွေအနေနဲ့ဒါကိုအရင်နားလည်ပေးပါကျွန်တော်တို့ဂျပန်နဲ့တမိုင်းဝင်မကျေနပ်ချက်တွေကိုဘေးဖယ်ထားပြီးတော့ရှေ့ကိုမျှော်ကြည့်နေရအမှန်ပါပဲဒါပေမဲ့ဂျပန်ရဲ့အတိတ်ကအမားတွေကိုကျွန်တော်တို့ဘယ်တော့မှမငင်းပယ်ခဲ့သလိုတရုတ်ကိုဂျပန်ကိုခွင့်လွှတ်ပေးဖို့လည်းမတောင်းဆိုခဲ့ပါဘူးကျွန်တော်တို့ပြောချင်တာကအမှန်တရားထဲမှာထာဝရနေထိုင်နေတာကဘာကြိုးရှိမှလဲ မုံတရားထဲမှာထာဝရနေထိုင်နေတာကဘာအကျိုးရှိမှလဲဆိုတာကိုပဲဆိုပြီးတော့ပြောကြားခဲ့တာဖြစ်ပါတယ်။ဟောင်ကောင်အွန်လိုင်းမီဒီယာ Hong Kong 01ကစင်ကာပူအနေနဲ့တရုတ်ကိုလက်ညှိုးထိုးဖို့အခွင့်အရေးမရှိဘူးလို့ဝေဖန်တဲ့ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ စင်ကာပူနိုင်ငံသားလို့ဆိုသူတချို့ကလည်းအခွင့်ကောင်းယူပြီးတော့စင်ကာပူခေါင်းဆောင်တွေကိုငပြောသည်လူမျိုးအပြေအဝါရောင်အတွင်းကအဖြူရောင်လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။သမိုင်းကိုနားမလဲဘူးတရုတ်စာမတက်ဘူးလို့လည်းဆွဆွဲခဲ့ကြပါတယ်။စင်ကာပူနိုင်ငံဆိုင်ဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဟောင်းဘီလာဟာရီခေါ်စီကန်ကတော့ဆိုရှယ်မီဒီယာပေါ်မှာသူရဲ့စိတ်ပြတ်မှုကိုမထိန်းနိုင်တော့ပါဘူး။ဒါပေမဲ့သူ့တော်သားက ပြည်ပအဝေဖန်မှုတွေကိုမဟုတ်ပဲစင်ကာပူစန်းချိန်ရေးအတန်တွေကိုပဲ့တင်ထက်နေတဲ့ပြည်ရင်းကအတန်တွေကိုဦးတည်နေတာပါ။ဘီလာဟာရီကသူတို့ကိုအတုံးချခံအယူများလို့အုံလုံးခဲ့ပါတယ်။ Facebook post တစ်ခုမှာဘီလာဟာရီကဟောင်ကောင်မီဒီယာကိုအုံပြုပြီးတော့ကျွန်တော်တို့ဝင်ကြီးချုပ်ကိုပြတ်မှတ်ထားတဲ့နောက်ထပ်တရုတ်ဩဇာလွှမ်းမိုးရေးစစ်စင်ရေးတစ်ခုစတင်နေပုံရပါတယ်။ တရုတ်ဂျပန်အငင်းပွားမှုမှာဝင်ကြီးချုပ်ကဂျပန်ဘက်ပါတယ်လို့ဆွဆွဲနေကြတယ်။ကျွန်တော်သိတလောက်တော့စင်ကာပူကအသုံးချခံအယူတယောက်ကဒီအတန်တွေကိုချိန်ကားပေးနေတယ်။ဒီအတိပဲမရှိတဲ့မှတ်ချက်တွေကစင်ကာပူအစိုးရကိုဖိအားပေးဖို့ရှိရတာပါ။ Facebook နဲ့တခြားမီဒီယာတွေပေါ်ကဒီလိုအရာတွေကိုကျွန်တော်တို့အလေးနက်ထားစရာမလိုပါဘူး။တရုတ်ဂျပန်အငင်းပွားမှုအပေါ်ဝင်ကြီးချုပ်ဝောင်ရဲ့မှတ်ချက်တွေကဂျိုးချောင်းစီလျော်ရဲ့အသုံးသက်ချက်နဲ့စင်ကာပူရဲ့အကျိုးစီးပွားအပေါ်အခြေခံထားတာပါ။ ဒေတာရင်းကိုထိခိုက်စေတဲ့ကိစ္စရပ်တွေမှာဝင်ကြီးချုပ်ကိုနှုတ်ဆက်နေဖို့ကျွန်တော်တို့မျှော်လင့်လို့မရပါဘူးလို့ရေးသားခဲ့ပါတယ်။အတုံးချခံအယူဆိုတဲ့ဝေါ်ဟာရကိုမူလာကလင်းနေကထိထွင်ခဲ့ပြီးတော့ဆိုဗီယက်ပြည်ထောင်စုကအသုံးပြုခဲ့ရပါကွန်မြူနစ်မဟုတ်တဲ့သူတွေကိုကိုကိုသတိမထားမိပဲကွန်မြူနစ်ဝါရဖြန့်ချီရေးရဲ့အသုံးချခံ ချိုးဆွဲရာကရတဲ့သူတွေဖြစ်လာတာကိုရည်ညွှန်းတာဖြစ်ပါတယ်။ဝင်ကြီးချုပ်ဦးအောင်ရဲ့စိုးရင်ပူပန်မှုတွေကအံ့ဩစရာမဟုတ်ပါဘူး။စက်တင်ဘာ18ရက်နေ့က Wall Street Journal နဲ့စကားပြောခဲ့မှာသူကထိုင်ဝမ်ပြည်ပခရဲ့ NDA ကိုမိမောင်းထိုးပြခဲ့ပြီးတော့ဒါဟာကြီးမားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်တယ်လို့အလေးထားပြောကြားခဲ့ပါတယ်။ ဒီလိုပြိပက္ခမျိုးဟာအာရှကိုမတိမငိမ်ဖြစ်စေုံသာမကကမ္ဘာတဝန်းလုံးကိုပါတက်ရောက်မှုရှိနိုင်ပြီးတော့အမေရိကန်နဲ့တရုတ်ကိုဓာတ်ရိုက်ထိတိုက်တွေးဆမှုစီဆွဲခေါ်သွားပြီးတော့ပျက်စီးဆုံးရှုံးမှုတွေများပြားစေနိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။ထိုင်ဝမ်ကိစ္စကိုအလေးနက်ထားကန်တွယ်ပြီးတော့ပြိပက္ခကိုဒါစီဖို့ကပါဝင်ပသက်သူအားလုံးရဲ့ဦးစားပေးဖြစ်တဲ့နယ်လို့သူကအလေးထားပြီးတော့ပြောကြားခဲ့ပါတယ်။ဝိုင်းရင်စင်ကာပူသတင်းစာဆရာ ယန်မန်ဒါကအနောက်တိုင်းမီဒီယာတွေဟာနိုင်ငံတကာကိစ္စရပ်တွေအပေါ်စင်ကာပူခေါင်းဆောင်ရဲ့အမြင်ကို မကြာခဏမေးမြန်းလေးရှိရလို့ထောက်ပြပါရတယ်။ဒီစိတ်တစ်ပိုင်းအားဖြင့်စင်ကာပူခေါင်းဆောင်တွေကအင်္ဂလိပ်စကားကျွမ်းကျင်ပြီးတော့ လူကြိုက်များ၏ဝါဒတွေမတုံ့မိန်ပုံပွင့်လင်းလင်းပြောဆိုတတ်လို့ဖြစ်ပါရင်လက်ရှိဖြစ်ပွားနေတဲ့ဂျပန်တရုတ်တန်တမန်ရေးအချက်တဲကိုစင်ကာပူအနေနဲ့လေးလူရှုထားလို့မရနိုင်ပါဘူးမီဒီယာတွေကစင်ကာပူရဲ့ယက်တီချက်ကိုဆက်လက်မေးမြန်းနေကြအောင်မှာမဟုတ်လို့ပါပဲစင်ကာပူကပန်လိုက်နေတဲ့ဆိုရက်တရုတ်အွန်လိုင်းသုံးဆွဲသူတွေရဲ့ပြောဆိုချက်တွေဟာအာယုံဆိုင်မှုရယူဖို့ပုံဖြတ်ထားတာတွေတသက်သက်ပါပဲဒါပေမဲ့ဒါကိုစင်ကာပူကိုဖိအားပေးဖို့လည်းအသုံးပြနိုင်ပါတယ်တကယ်လို့စင်ကာပူနိုင်ငံသားတွေကအမှန်တရားကိုမခွဲခြားဘဲနဲ့ ဒီအထဲမှာပေါင်လာမယ်ဆိုရင်တော့သူတို့ကိုယ်တိုင်သူများအတွက်အော်ပေးနေတဲ့အသုံးချခံအယူတွေဖြစ်လာကြပါလိမ့်မယ်။လက်တွေ့မှာတော့စင်ကာပူတနိုင်ငံနဲ့မဟုတ်ပါဘူး။တခြားအရှေ့တောင်အာရှနိုင်ငံတွေကလည်းဂျပန်အပေါ်ရင်းနှီးရဲ့သဘောထားတွေပြသလာကြပြီးတော့အတိတ်ကမကျေနပ်ချက်တွေကိုနောက်မှထားခဲ့ဖို့ဆန္ဒရှိကြောင်းပြသနေကြပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေမရှိရင်တောင်မှပေါ့ အောက်တိုဘာ22ရက်နေ့မှာဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်စာနေတာခါရီချီကတန်နမန်ရေးကိုချက်ချင်းအာရုံစိုက်ခဲ့ပါတယ်။မလေးရှားကိုတွားရောက်လဲပတ်ခဲ့တယ်လို့အာဆီယံထိပ်သီးအစည်းအဝေးကိုလည်းတက်ရောက်ခဲ့ပါတယ်။မလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကအာဆီယံဂျပန်ပူးပေါင်းဆောင်ရွက်မှုကိုပုံမိုခိုင်မာဖို့တောင်းဆိုခဲ့ပြီးတော့ ယုံကြည်မှုများဝေထားတဲ့တံပိုးတွေနဲ့ဆယ်စုနှစ်များစွာကြာမြင့်တဲ့ချစ်ကြည်ရင်းနှီးမှုတွေအပေါ်တည်ဆောက်ထားတဲ့ဘူပေါင်းဆောင်ရွက်နိုင်မယ့်အလားအလာကြီးမားပုံကိုအလေးထားပြောကြားခဲ့ပါတယ်ဒူမိုင်းရဲ့မိန်ကုံအထွန်းမှာဝင်ကြီးချုပ်တာကာအီချီကဟာဂျပန်နေနဲ့လွတ်လပ်ပွင့်လင်းတဲ့အင်ဒိုပစိဖိတ်မူဝါဒကနေတဆင့် အာဆီယံရဲ့ဆက်ဆံရေးခိုင်မာအောင်လှုံ့ဆော်သွားဖို့ကတိပြုကြောင်းပြောကြားခဲ့ပါတယ်။နေပယ်ဆောင်မှာရေရှည်ပူပေါင်းဆောင်ရွက်မှုတွေကနေတဆင့်ဂျပန်နဲ့အာဆီယံကမိဖက်ဆက်ဆံရေးအပေါ်အခြေခံတဲ့နှလုံးသားချင်းနီးစပ်တဲ့ယုံကြည်မှုကိုတည်ဆောက်ခဲ့ကြပြီလို့သူမဆိုပါတယ်။ဒီနှစ်နိုဝင်ဘာလ တောင်အဖရိကမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာစိတ်ဝင်စားစရာအခြေအနေတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဂျပန်ဝင်ကြီးချုပ်တာကာအီချီကအရာရူးယူပြီးတဲ့နောက်ပထမဆုံးအကြိမ် G20 ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။သူမကတခြားကမ္ဘာကောင်းဆောင်တွေနဲ့တက်တက်ကြွကြွဆက်ဆံခဲ့ပေမဲ့သူမနဲ့တရုတ်ဝင်ကြီးချုပ်လီချန်ဂျာမှာတော့ဆက်ဆံရေးလုံးဝတုံ့ညဖြစ်ခဲ့ပါတယ်။ဂျပန်မီဒီယာရဲ့အဆိုအရသူမမိန်ကွန်းပြောနေစဉ်မှာလီချန်ကထိုင်ကုံကထထသွားပြီးတော့တခြားအရာရှိတအူးနဲ့အစားထိုးခဲ့ပါတယ်။ခေ ောင်းဆောင်လေးနဲ့ကိုစလဲရီစူပေါင်းတပ်ပုံရိုက်ဖို့စုဝေးကြတဲ့အခါတာခါအီချီနဲ့လီချန်က2မီတာလောက်ပဲကွာပါတယ်သူတို့ခနာတာမျိုးလုံးချင်းစုံခဲ့ပေမဲ့လီယာမျက်နှာကိုချက်ချင်းလွဲသွားခဲ့ပါတယ်ပြီးတော့သူတို့လူဦးစလုံးကဘေးဘဝင်ချင်းကခေါင်းဆောင်လေးနဲ့လက်ဆွဲနှုတ်ဆက်စကားပြောခဲ့ကြပါတယ်တာခါအီချီရဲ့ယုံကြည်မှုရှိတဲ့ပုံစံနဲ့ရှင်လာရင်လီချန်ကတော့ထိတ်သည့်အစည်းအဝေးမှာတော်တော်လေးအနေရခန့်နေပုံပေါက်ပါတယ်လွတ်လပ်တဲ့ဝေဖန်ရေးဆရာရှန်ယန်က G20 လို့အရေးကြီးတဲ့နိုင်ငံတကာပွဲမျိုးဟာ အင်အားစီးနိုင်ငံအတန်တမန်ရေးကိုပြသဖို့အကောင်းဆုံးစင်မြင့်ဖြစ်တယ်လို့ထောက်ပြပါရယ်။ဒါပေမဲ့လီချင်ကတော့အထက်ကညွန်ကြားချက်ကိုတိတိကျကျလိုက်နာခဲ့ပါရယ်။ဝင်ကြီးချုပ်တာခါအီချီနဲ့ဘလို့မျက်လုံးချင်းစုံမှုမျိုးပေါ်မှာမလုပ်ရပါဘူး။ဘယ်ဟိုမှမကြည့်ရ၊ညာဟိုလည်းမကြည့်ရ။ဘယ်ဟိုမှမကြည့်ရပါဘူးသူပတ်လည်းမှာရန်သူတွေဝိုင်းနေပြီးတော့မိတ်ဆွေတယောက်မှမမြင်ရသလိုပါပဲ G20 မှာဂျပန်နဲ့တရုတ်အကြားအပြန်အလှန်ဆက်ဆက်မှုမရှိရနဲ့ပတ်သက်ပြီးတော့ Canon Institute of Global Studies ကအကြီးတန်းသူတွေဒီနဲ့တရုတ်ရေးရာကျွမ်းကျင်သူ Kenji Minimura က Fuji TV မနက်ခင်းအစီအစဉ်မှာထောက်ပြခဲ့တာကတော့ဂျပန်ကတရုတ်စကားပြန်တောင်ခေါ်မသွားတာကိုကြည့်ရင်လီချန်နဲ့တွေ့ဆုံဖို့လုံးဝရည်ရွယ်ချက်မရှိဘူးဆိုတာကိုသိတာပါတယ်နဲ့တောင်အာဖရိက G20 ထိပ်တည်အစည်းအဝေးကဗီဒီယိုတစ်ခုမှာတော့ဝင်ကြီးချုပ် Lawrence Wong နဲ့ဝင်ကြီးချုပ် Anwar တို့ကဒါကာအီချီကိုအပြုံးအနေနဲ့ကြိုဆိုနေတာကိုတွေ့ရပါတယ်ဝင်ကြီးချုပ်ဝောင်ရဲ့အမှတ်ချက်က တရုတ်ရဲ့အကင်းဆက်ဆုံးထိုင်ဝမ်ကိစ္စကိုတွေ့ဝိုက်ထိတွေ့သွားတာဟာတိုက်ဆိုင်မှုလို့မထင်ရပါဘူး။ဒါဟာစင်ကာပူရဲ့ပုံမိုကျပြန့်ပြီးတော့မဟာဗျူဟာမြောက်ပြောင်းလဲမှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပုံရပြီးတော့တရုတ်ကွန်မြူနီအစိုးရနဲ့တဖြည်းဖြည်းခက်ခွာခွာနေလာတာဖြစ်ပါတယ်။ ဒါအပြင်စင်ကာပူဝင်ကြီးချုပ်ဟောင်းလီရှန်လုံက2025ခုနှစ်အောက်တိုဘာလ28ရက်နေ့လန်ဒန်မှာပြုလုပ်တဲ့ဒေသရင်းစည်းဝါးရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲမှာတရုတ်ကအိုမင်းနေပြီဖြစ်ပြီးတော့အိန္ဒိယကတော့နှုတ်ပြုံနေဆဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လူငယ်ဥယေပြဲပြားမှုများပြားမှုနှုံးနဲ့စီဝါရေးအလားအလာတွေအရအိန္ဒိယဟာတရုတ်ကိုအမိလိုက်နိုင်တယ်၊ကြော်တက်သွားတော့သွားနိုင်တယ်ဆိုပြီးတော့သူမြင်ကြောင်းပြောခဲ့ပါတယ်။အရှိတအားရှာမှနေထိုင်တဲ့ ။တရုတ်စာရေးဆရာမစ္စတာရှူကမလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတွေကြောင့်မှကွန်မြူနီဝါရကိုစန့်ကျင်တဲ့သမိုင်းကြောင်းရှိခဲ့လို့ရှင်းပြပါရတယ်။ဒီနိုင်ငံတွေကအထက်ကပြည်ရင်းကွန်မြူနီလှုပ်ရှားမှုတွေကိုတိုက်ခိုက်ခဲ့ကြပြီးတော့မလေးရှားနဲ့အင်ဒိုနီးရှားမှာဆိုရင်ဒီကနေ့အထိကွန်မြူနီစန့်ကျင်ရေးဥပဒေတွေရှိနေပါသေးတယ်။ဒီနိုင်ငံတွေကနိုင်ငံဖြတ်ကျော်ဖိနှိပ်မှုကိစ္စရပ်တွေမှာ တခါတလေ CCB နဲ့ပူးပေါင်းဆောင်ရွက်လေးရှိပေမဲ့ဗထဝီနိုင်ငံရေးအရ Trump လက်ထက် American တင်းနဲ့ဒါ Takaichi လက်ထက်ဂျပန်တက်တို့ကိုရင်ဆိုင်နေရသလိုတရုတ်နဲ့ CCBP ကြားပြောရမယ်ဆိုရင်တော့ဆက်ဆံရေးယုံရင်းလာမှုတွေကြောင့်အရှိတောင်အာရှနိုင်ငံတွေအနေနဲ့ကတော့စီးပွားရေးနဲ့နိုင်ငံရေးအကြောင်းပြချက်တွေအရသမိုင်းဝင်အလဲပြောင်းနေမှာဆုံးဖြတ်ချက်တွေချရတော့မှာဖြစ်ပါတယ်တရုတ်နဲ့ CCB ကြားမှာဒါဆက်ဆံရေးတွေက ယိုယွင်းလာတာတွေဖြစ်ပါတယ်ဒီကိစ္စမှာစင်ကာပူကဥဆောင်နေပုံရပါတယ်ဟိုချင်းမြဝေခဲ့တဲ့ဆောင်းပါးမှာ CCP ကအရှိတောင်အာရှနိုင်ငံတွေကိုခေါင်းပုံဖြတ်နေတာကိုဖော်ပြထားသလိုမကြသေးမီနှစ်တည်းအတွင်းမှာသူရဲ့မဟာမိတ်လို့ယူဆရတဲ့အရှိတောင်အာရှနိုင်ငံငယ်လေးတွေကို CCP ကကျင်းဝင်းမဲစွာစိုက်ပါကျူးကျော်မှုတွေလုပ်နေတာကိုလည်းမကြခဏဖွင့်ချခံနေရပါတယ်။တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနနဲ့နှီးကန်းစွာဆက်ဆက်နေတဲ့ ပုဂ္ဂလိကတရုတ်ဆိုင်ဘာလုံခြုံရေးကုမ္ပဏီအိုင်ရှွန်ရဲ့အတွင်းရေးဆိုင်ရဆန္ဒနေရမနစ်ဖေဖော်ဝါရီလကပြပ website GitHub မှာပေါကြခဲ့ပါတယ်။အဲဒီဆိုင်ရဆန္ဒနေအရဟက်ကာအုပ်စုကအနောက်နိုင်ငံတွေကိုထိုးပဝင်ရောက်ရုံသာမကအင်ဒိုနီးရှား၊စင်ကာပူနဲ့မလေးရှားအပါအဝင်အာရှမဟာမိတ်နိုင်ငံတွေကိုပါအကြီးစားကျူးကျော်မှုတွေပြုလုပ်ခဲ့ကြောင်းဖော်ပြနေပါတယ်။ဒီနေ့ဇူလိုင်လ16ရက်နေ့မှာစင်ကာပူနိုင်ငံသားဝင်ကြီးနဲ့တရားရေးဝင်ကြီးကေရှန်မူဂန်က နိုင်ငံဟာအရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုပြင်းထန်ချားတဲ့ပြင်းထန်တဲ့ဆိုင်ဘာတိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုကိုအလွန်ရှုပ်ထွေးတဲ့အဖွဲ့အစည်းတစ်ခုစီခြေရာခံမိပြီးတော့ hacker အုပ်စုကို UNC 3886အဖြစ်သတ်မှတ်ခဲ့ပါတယ်။ Google ပိုင်းဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Median က UNC 3886ကိုကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့တဲ့တရုတ်နိုင်ငံဂျော်ထောင်းနောက်ခံပြုဆိုင်ဘာတရှုအဖွဲ့အစည်းတစ်ခုနဲ့ အရင်ကတည်းကချိတ်ဆက်ဖော်ပြခဲ့ပူပါတယ်။အော်ဂိုလာမှာမလေးကာကွယ်ဝင်ကြီးဌာနရဲ့ကန်သက်အေရိယာတွေကိုတရားမဝင်ဝင်ရောက်ပြီးဝေဟင်တပ်ပုံရိုက်ကူးဖို့ drone လွတ်တင်ခဲ့တဲ့တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးခဲ့ပါတယ်။သူတို့ကိုတရှိုမှုနဲ့ဆွဆွဲခဲ့ပေမဲ့တရားရုံးမှာနှစ်ယောက်စလုံးကအပြစ်မရှိကြောင်းရှောက်လဲခဲ့ကြပြီးတော့နောက်ပိုင်းမှာအမှုကအပြစ်မပေါ်ဘဲပျောက်ွယ်သွားပုံရပါတယ်။ဝေဖန်ရေးဆရာရှက်ကလာက CCP ဟာလူโซအဖွဲ့အစည်းတစ်ခုအနေနဲ့စတင်ခဲ့ပြီးတော့သူရဲ့လူโซသဘာဝက ဘယ်တော့မှပြောင်းလဲခဲ့မှာမဟုတ်ဘူးဆိုပြီးတော့မှတ်ချက်ပြုခဲ့ပါတယ်။အမှန်တရားကိုဘယ်တော့မှမပြောဘူး။စကြဝဠာဆိုင်ရာစည်းမျဉ်းတွေကိုမိုင်မဲပြီးတော့ရည်စရာကောင်းတယ်လို့မြင်နေ။ကိုကျင်တရားကန့်သက်ချက်မရှိဘဲလှုပ်ရှားတယ်။ CCP ကတရုတ်ပြည်သူတွေကိုကိုစားမပြုပါဘူး။ ကွန်မြူနီမကောင်ဆိုးဝါးဝိညာဉ်ကထိန်းချုပ်ထားတာပါ CCP ကအင်အားကြီးသူအားကြီးသူကိုကြောက်ပြီးတော့အားနည်းသူကိုနိုင်ကျင့်တတ်ပါရင်ဒါမှန်တာဝန်သည့်လူသားတွေအနေနဲ့ကဘာကြီးနဲ့လူသားမျိုးနွယ်ကိုဆက်ပြီးတော့ဖျက်ဆီးမနေဖို့တာဝန်ယူဒါစီရပါမယ်ဒါပေမဲ့အရှိတောင်အာရှနိုင်ငံတွေကတော့အပြည့်အဝနှုတ်ထခြင်းမရှိသေးပါဘူးအများစုကရှီရဲ့ကွန်မြူနီပါတီဟာတချိန်ကသူတို့ရန်သူအဖြစ်မြင်ခဲ့တဲ့မော်စီတုံးပါတီနဲ့မတူတော့ဘူးလို့ မယွန်းစွာယုံကြည်ပြီးတော့ CCP နဲ့ယင်းဒီတဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားသေးပါရှူကဒါဟာအရန်ကိုဝန်းနေစရာကောင်းပါတယ်တကယ်လို့သူတို့မနိုးထားကြရင်နောက်ဆုံးမှာကြီးမားတဲ့အဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ပြောကြားခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးနည်းလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်